Miss Universe Organization နဲ့ဒီ Host Country ကပြဿနာအခုထိကိုဖြစ်နေတော့မှာပေါ့နော် Miss Universe 2024 Victoria ကိုလည်းလှုပ်ရှားမှုတွေမှာပါဝင်ခွင့်မပေးဘူးပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ Miss Universe Iraq အလှမယ်ကသူ speak out လုပ်တာတွေ့တယ်သူရဲ့ပြောတဲ့ဟာကိုနော်ဗဇက်နဲ့ပဲဘာသာပြန်ပေးမယ်ဆိုတော့ ကျွန်မအနေနဲ့ Miss Universe Organization နဲ့ Miss Universe 2024 Queen Victoria ဖက်ကနေအပြည့်အဝရပ်တည်ပါတယ် Miss Universe Platform ဆိုတာစီလုံးမှုစွမ်းအားမြင့်တင်မှုနဲ့စစ်မှတ်မှုတွေကိုအမြဲကိုစားပြုခဲ့တာဖြစ်တယ်ဒါတွေကိုပဲကျွန်မတို့ပြိုင်ပွဲဝင်တွေကစံဖိုးထားပြီးတော့တံဖိုးထားကြတာဖြစ်တယ်ဒါက Miss Universe ပါဒါက Miss Grand မဟုတ်ပါဘူးတဲ့ ျမတို့အနေနဲ့ Miss Universe ရဲ့ရှေးသမိန်းကြောင်းစင်လာရဲ့လွတ်လပ်မှုနဲ့ဂုဏ်ကျက်တရကိုတန်ဖို့ထိမ့်သိမ်းရပါမယ်ဒီမကြာသေးခင်ရက်တွေမှာတဲ့ Miss Universe 2024 Victoria ဟာ Miss Universe လှုပ်ရှားမှုတွေမှာပါဝင်ခွင့်မရပါဘူးဘာကြောင့်လဲဆိုတော့ Miss Universe Organization ပင်မအဖွဲ့အစည်းရဲ့လမ်းစဉ်နဲ့တွေးဖန်နေတဲ့ဒီထိန်းချုပ်မှုအောက်မှာမရှိတဲ့ပေါ့နော် Host Country ကနေကျင်းပတဲ့လှုပ်ရှားမှုတွေမှာ Miss Universe 2024 Victoria ကိုပါဝင်ခွင့်မပြုလို့ပါတဲ့အားလုံးကိုလေးစားစွာပဲကျမတို့တောင်းဆိုပါတယ် Miss Universe 2024 Victoria ကိုကျမတို့နဲ့အတူတူလှုပ်ရှားမှုတွေမှာပါဝင်ခွင့်ပေးဖို့တောင်းဆိုပါတယ်ဒါဆန္ဒပြခြင်းမဟုတ်ပါ Miss Universe ရဲ့တန်ဖိုးနဲ့အမွေအနှစ်တွေကိုလေးစားမှုပြုခြင်းဖြစ်ပါတယ်ဆိုပြီးသူရေးထားတယ် တခြားစင်အနေနဲ့ personally ရဆိုလို့ရှိရင် host country ကနေအခုလိုမျိုးပေါ်ပေါ်လောလော activity တွေလုပ်နေတဲ့အထက်မှာ Miss Universe 2024ကိုပါဝင်ခွင့်မပေးတာကိုအရန်ကြိုက်တယ်။ Miss Universe ကဒီနှစ် activity တွေများတဲ့အတွက်ကြောင့်ပိုလုံးနေတယ်ကိုယ့်ရဲ့အလှမယ်ကိုတို့တဝရီတို့မြင်ရတယ်ဒါပေမဲ့ miss အစင်လာရှိကြီးမားလာခဲ့တဲ့အရင်နှစ်ကတည်းကနေဒီသမိုင်းကျောင်းစင်လာရှိခဲ့တဲ့ miss universe နဲ့တူမနေဘူးပေါ့နော်ဒါကြောင့်ပေါ့နော်ဒီ miss universe အာ2024 victoria ကိုအာ host country ကနေ invite မလုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ main ပင်မ organization ကနေမလုပ်နဲ့ဆိုပြီးတော့ host country ကနေပိုလုံးနေအောင်လုပ်တဲ့ activity တွေမှာဝင်မပါနဲ့လို့တားထားတာပဲဖြစ်ဖြစ် အဲ့ဒါကိုအခုကြိုးဆိုရဲပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင် Miss Universe ကအခုကပေါ်လောနေတယ် quality မဟုတ်တော့ဘဲနဲ့ quantity လိုမျိုးဖြစ်နေရပေါ့နော်ပြိတ္တတွေရဲ့အမြင်ကရောဘယ်လိုမျိုးထင်ကြလဲ